ဂရနီပြည်တွင်နိုဝင်ဘာလကနေဒီဇင်ဘာလအစောပိုင်းအထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အပြင်လူခွင့်ရချိုးဖောက်မှုတွေလည်းမြင့်တက်နေတယ်လို့ဂရနီတော်လှန်ရေးတပ်တွေနဲ့လူခွင့်ရဖွဲ့တွေကပြောပါတယ်။ အဓိကတိုက်ပွဲသတင်းအနေနဲ့ရှမ်းကရင်နယ်စပ်ဒေသမှာရှိတဲ့တောင်စလုံးရွာနဲ့မြောက်စလုံးရွာကြားမှာရှိတဲ့စစ်ကောင်မရှင်တန်းနယ်ပအုပ်ပြည်သူစစ် PNO တို့ရဲ့ပူပေါင်းကင်းစခန်းတစ်ခုဟာနိုဝင်ဘာလ29ရက်နေ့မှာဂရနီတော်လန်ရေးတပ်တွေရဲ့ဝင်ရောက်စီးနင်းတိုက်ခိုက်ခံခဲ့ရပါတယ်ဒီတိုက်ခိုက်မှုမှာစစ်ကောင်မရှင်နဲ့ PNO ဘက်က12ရောက်လောက်တိုက်စုံခဲ့ပြီးလက်နက်ငယ်9လက်သိမ်းဆည်းရမိခဲ့တယ်လို့ရှေ့တန်းစစ်မြေပြင်တဒေးရင်းမြစ်တွေကအတည်ပြုပါတယ် ဒါအပြင်လွိုင်ကော်မြို့နယ်ကုံပေါင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဟာလည်းနိုဝင်ဘာလ10ရက်နေ့ကတော်လရင်တပ်ပေါင်းစုတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်စစ်ကောင်မရှင်တပ်ဖွဲ့ကအယောက်20လောက်တိစုပ်ခဲ့ပြီးလက်နက်တွေပါတိုက်ပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ဒီလိုပြင်းထန်နေတဲ့တိုက်ပွဲတွေကြားမှာဂရင်းအမျိုးသားများကကွယ်ရေးတပ် KNDF တပ်စုမူခူးလောတဲ့ဟာလဲနိုဝင်ဘာလ30ရက်နေ့ကထိတွေ့တိုက်ပွဲတစ်ခုမှာကြာဆုံးခဲ့ရတယ်လို့ KNDF ကထုတ်ပြန်ပါတယ်တချိန်တည်းမှာပဲဂရနီလူခွင့်ရေဖွဲ့ KNHRG ရဲ့ထုတ်ပြန်ချက်အရနိုဝင်ဘာလတလအတွင်းမှာစစ်ကောင်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေပါဝင်လူခွင့်ရေချိုးဖောက်မှုဖြစ်စဉ်ပေါင်း25ကြိမ်အထိရှိခဲ့ပါတယ်။ ဒီချိုးဖောက်မှုတွေကြောင့်စုစုပေါင်းအရက်သား16ရောက်တည်ဆုပ်ခဲ့ပြီး54ရောက်ထိခိုက်ခဲ့ပါတယ် KNHRG ကတော့စစ်ကော်မရှင်တပ်ဟာနေမြေထိတ်ချုပ်ဖို့အတွက်လူထုတွေရှိတဲ့နေရာတွေကိုပါပြင်းမဲ့ထားတိုက်ခိုက်နေတာကြောင့်စစ်ပေးရှောက်တွေအတွက်အငက်ပေးရင်ဆိုင်လာရနိုင်တယ်လို့တတိပေးပြောဆိုထားပါတယ်